2025ခုနှစ်အောက်တိုဘာလ17ရက်နေ့တနင်္ဂနွေသတင်းများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်တနင်္ဂနွေသတင်းများအတွက်ဒီနေ့မှာကိုယ့်ရဲ့အပေါ်မှာမနာလိုတဲ့သူတွေရန်လိုတဲ့သူတွေတကူတကနှောက်ချက်ရှင်တဲ့သူများနဲ့ကြုံရတတ်တယ်နေရင်ထိုင်ရင်လည်းစိတ်အလိုမကျတဲ့ဒီနေ့အတွက်အားကြီးများနေတတ်တယ်အပြောမှာအဆိုမှာအဆုံးဖြတ်ချက် အမားတွေလည်းချမီတန်းတဲတတိထားနော်ကျမကြီးအနေနဲ့လည်းခြေတော့မှာထိခိုက်တန်ရရတတ်တဲအကျိုးပေးတဲ့ကနန်းကတော့တင့်နဲ့နှစ်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကအဖြူရောင်ပဲဖြစ်ပါတယ်ရရယာအနေနဲ့မိမိအိမ်ရှိဘုရားမှာကော်ဖီနှစ်ခွက် ကလူပေးရမှာဖြစ်ပါရဲ့ရှင်2025ခုနှစ်အောက်တိုဘာလ17ရက်နေ့ တနင်္လာသာသမီများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်တနင်္လာသာသမီများအတွက်ဒီနေ့မှာ ရက်ဆိုင်ထားတဲ့လုပ်ငန်းတွေကို ပြန်လည်ဆက်တင်ရတတ်တဲ့အဆင်ပြေအောင်မြင်မယ်နော်အလုံးမှလည်းအဆက်ဆက်အရရအဆင်ပြေအောင်မြင်တတ်တဲ့ရည်ရွယ်ထားတဲ့လုပ်ငန်းတွေကိုလည်းရရဲတာလှုပ်ဆောင်မှာအဆင်ပြေအောင်မြင်မယ်နော်ချစ်သူစီကနေပြီးတော့မမျော်လင့်ဘဲနဲ့လက်ဆောင်ကောင်းတွေရတတ်တဲ့ကျမရဲ့အနေနဲ့လည်းခြေတော်တစ်ဖက်မှာနာကျင်ခိုက်ခဲနေတတ်တဲ့အကျိုးပေးတဲ့ကနန်းကတော့ နှစ်နဲ့ရှစ်ဖြစ်ပြီးတော့ကံကောင်းတဲ့အရာမှာခရမ်းရောင်နဲ့အပြာရောင်ပဲဖြစ်ပါရဲ့ရေရယာအနေနဲ့မိမိအိမ်ရှိဘုရားမှာလိမ္မော်ရေကလူပေးရမှာဖြစ်ပါရဲ့ရှင်2025ခုနှစ်အောက်တိုဘာလ17ရက်နေ့အင်္ဂါသတိများအတွက်တနေ့တာဟောစရံဖြစ်ပါရဲ့အင်္ဂါသတိများအတွက်ဒီနေ့မှာဝေယေချင်းနဲ့ပတ်သက်ပြီးသွားရင်လေစိတ်အနှောက်ရှက် ဖြစ်စရာကြုံရရတတဲ့ငွေကြီးနဲ့ပတ်သက်ဆက်နွယ်တဲ့လှုပ်ဆောင်တဲ့လုပ်ငန်းတွေကိုဒီနေ့အတွက် အထူးသတိထားပြီးဆောင်ရွက်နော်အစဉ်မပြေဖြစ်တတ်တယ်အလုံးမှလည်းသူများပြဿနာကိုပြဿနာမျိုးတွေဖြစ်တတ်တယ်ရရစရာရှိတဲ့ငွေကြီးတွေကပြင်မြာပဲနဲ့ဒီနေ့မှာ ထင်းငော့ကြံ့ကြာနေတတ်တယ်ဒီနေ့မှငွေချင်းနဲ့ပတ်သက်ဆက်နွယ်တဲ့ကိစ္စတွေမှာတော်တော်လေးကိုစိတ်ရှုပ်စဉ်းညာတတ်တယ်နော်ကျမရဲ့အနေနဲ့လည်းခေါင်းမှုတဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်ချစ်သူကလည်းမိမိကို အထင်လွဲအဆွဆွေလေးခံရတတ်တယ်အကျိုးပေးတဲ့ခဏန်းကတော့ငားနဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာအပြာရောင်နဲ့ အညူရောင်ပဲဖြစ်ပါတယ်ရေရီယာအနေနဲ့မိမိအရှိပြားမှာလဖဲ့ရေဆက်လူပြားမှာဖြစ်ပါတယ်ရှင် 2025ခုနှစ်အောက်တိုဘာလ13ရက်နေ့ဗုဒ္ဓဘူသာသမီများအတွက်တနေ့တာဟောဇရံဖြစ်ပါတယ်ဗုဒ္ဓဘူသာသမီများအတွက်ဒီနေ့မှာအလုတ်ထဲမှာအလုတ်မှာနမီကုန်တည်ကြော်ကြမယ်အလုတ်နဲ့ပတ်သက်ပြီးသွားရင်လေအလုတ်နဲ့ပတ်သက်ပြီးသွားရင်ကံအခွင့်လမ်းအဖက်ဖက်ကနေတအားကောင်းတယ်နော်စီးပွားရေးလူမှုရေးကိစ္စအလုံးလဲဒီနေ့မှာ အစီအပြေအောင်မြင်မဲ့နေမျိုးဖြစ်ပါတယ်ဒီနေ့အတွက်ဗုဒ္ဓဘုရားသမီးတွေအတွက်ကံအခွင့်အလမ်းတွေကံကောင်းတဲ့နေမျိုးဖြစ်တယ်နော်ကျမ်းမာရေးအနေနဲ့ကိုယ်လည်းရာရံတဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်ချစ်သူစီကနေပြီးတော့လေတည်င်းကောင်းနေကြရတတ်တယ်အကျိုးပေးတဲ့ကနန်းကတော့ငားနဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအဝါရောင်နဲ့အနက်ရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအိမ်ရှိပြားမှာ ဝဟင်းကကလူပေးရမှာဖြစ်ပါရဲ့ရှင်25ခုနှစ်အောက်တိုဘာလ17ရက်နေ့ကြာသာပရိသတ်သမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါရဲ့ကြာသာပရိသတ်သမီးများအတွက်ဒီနေ့မှာအစစအေးရအရှင်ပြေအောင်မြင်မဲ့နေမျိုးဖြစ်တယ်နော်လူမျိုးကြားဘာသာကြားတွေနဲ့အစုဆက်တူရှယ်ယာလုပ်ငန်းတွေလည်း လောက်ကင်ရတတ်တယ်လောက်ကင်မယ်ဆိုလဲအရှင်ပြေမယ်အောင်မြင်မယ်နော်အချီရင်နဲ့အိမ်တော်ရေးမှာလဲတူနဲ့တူကဖေးမဝင်ကြီးမှုရင်းနဲ့ဖာယာနေတတ်တယ်ခြာကပရိသသမီးများအတွက်ဒီနေ့အတွက်တော့ငွေကန်ကောင်းတယ်နော်ငွေကြီးကန်လေးအရှင်ပြေမယ်ကျမ်းမရေးအနေနဲ့ခြေထောက်မှာထိခိုက်တန်ရာရတတ်တယ်တတိသာနော်အကျိုးပေးတဲ့ကဏ္ဍက1နဲ့3ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအစိမ့်အမှုရောင်ပဲဖြစ်ပါတယ် ရေရီယာအနေနဲ့မိမိအိမ်ရှိဖီးယားမှာပုံသီးပါရမုံကလူပေးရမှာဖြစ်ပါလိမ့်ရှင်၂025ခုနှစ်အောက်တိုဘာလ17ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟော်စဒန်ဖြစ်ပါရဲ့တောက်ကြသားသမီးများအတွက်ဒီနေ့မှာအလုံးနဲ့ပတ်သက်ပြီးသားမိမိတို့ကတာဝန်ယူမှုတာဝန်ခံမှုတွေနဲ့ကြုံတွေ့ရတတ်တယ်အလုံးနဲ့ပတ်သက်ပြီးသားရင်တတိထားနော်မိတ်ဆွေအရင်အချားလေးနဲ့လည်းဒီနေ့တည်းမှာဒီနေ့မှာ အရှင်မပြေဖြစ်တတ်တယ်သူများသူတို့ပြဿနာကိုပြဿနာမျိုးတွေဖြစ်တတ်တယ်တတိယနော်အထက်လူကြီးအကြီးအကဲကတော့မိမိကို ဘူမီယာထောက်ပံ့တာဆောက်ရှောက်မှုတွေရတတ်တယ်အလားအပါရွှေရတနာများနဲ့ပတ်သက်ပြီးတော့ဒူးတဲ့ကြီးတဲ့ပစ္စည်းတွေဒီနေ့အတွက်ဝင်လာတတ်တယ်ကောင်းတယ်နော်ကျမ်းမာရေးအနေနဲ့ဗိုက်နာတဲ့ဗိုက်အောင်တဲ့ဝေဒနာတွေခံစားရတတ်တယ်ချစ်သူစီကလည်းတည်ငောင်းကြရတတ်တယ်အကျိုးပေးတဲ့ကနန်းကတော့၃နဲ့6ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်က အစိမ်းရောင်ပဲဖြစ်ပါတယ်။ရေရရာအနေနဲ့မိမိအိမ်ရှိဖျားမှာလိမ္မော်ရေကလူပေးရမှာဖြစ်ပါရဲ့ရှင်။၂025ခုနှစ်အောက်တိုဘာလ17ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။စနေသားသမီးများအတွက်ဒီနေ့မှာအလုပ်ကိစ္စငွေကြေးနဲ့ပတ်သက်ဆက်နွယ်တဲ့ကိစ္စတွေကို အထူးတတိထားပြီးဆောင်ရွက်မယ်နေ့မျိုးဖြစ်ပါတယ်စတူကိစ္စရှယ်ယာကိစ္စအစုစတူစာချုပ်ကိစ္စတွေကတော့ဒီနေ့အတွက်အထူးကောင်းတယ်เนาะအစဉ်ပြေအောင်မြင်မယ်ရွှေအလားအပါအမှုပညာနဲ့ပတ်သက်တဲ့ပစ္စည်းတွေဝန်လာတဲ့တင်ကျမ်းမာရေးအနေနဲ့လက်တစ်ဖက်ထိခိုက်ပြန်ရရတတ်တဲ့တတိထားเนาะအခြေအမှလည်းတာရတယ်เนาะအကျိုးပေးတဲ့ကဏ္ဍကတော့ 6နဲ့3ဖြစ်ပြီးတော့ကံကောင်းတဲ့အရောင်မှာအပြာရောင်နဲ့အပြာရင်းရင်းအရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအိမ်ရှိဖျားမှာပဲကဲကလူပေးရမှာဖြစ်ပါတယ်ရှင်။